Astrodot Small မြို့မှာရှိတဲ့ Pokemon Center မှာလက်ဆောင်ထားခဲ့ပါတယ်။ဒါကြောင့်သူနာမျိုး join ကနာမည်မေးပြီးတော့စာတစောင်လေးထုတ်ပေးလိုက်တာပါ။အဲ့ဒါကတော့ Professor Ossi ကဗီဒီယိုဆန်တဲ့စာဖြစ်ပါတယ်။မင်းအားတဲ့အခါငါ့ကိုဆက်သွယ်ပေးပါ။ဒါကြောင့်ဗီဒီယိုကောခေါ်တဲ့ Korea ကနေတဆင့် Professor Ossi ကိုဖုန်းခေါ်လိုက်ပါတယ်။ Mac က Professor Ossi စကားပြောနေအောင်နှောက်ယှက်နေပါတယ်။မင်းငါ့ကိုနောက်တစ်ခါပို့ဝင်မယ်ဆိုရင်ထိမ့်သိမ်းရလွယ်တဲ့ Pokemon ကိုပို့ဝင်မယ်လို့မျှော်လင့်ပါတယ်။ Pokédex အစင်းမြင့်လို့ရတဲ့နီလန်းကို Professor Ossi ကရှာတွေ့ထားပါတယ်။ မင်းရဲ့ပိုကီမွန်ကိုအဲ့ပိုကီဒက်အပေါက်ထဲကိုထည့်လိုက်အစိမ့်မြလိုက်တဲ့ခါကျရင်မင်းရဲ့ပိုကီဒက်ကနောက်ဆုံးချက်လက်တွေနဲ့အတန်အသက်ကိုပါရသွားလိမ့်မယ်ဒါကြောင့်ပိုကီဒက်လို့လည်းခေါ်တဲ့ဆက်ကိုဆက်ထဲကိုထည့်လိုက်ပါအစိမ့်နဲ့ပြီးတော့ပြန်ထွက်လာပါပြီကဲအချိန်မပြုံးနဲ့ပိုကီမွန်တွေကိုထပ်ပြီးဖမ်းလာခဲ့ပြီးရင်ကြံသေးတဲ့ဒစိမ့်တွေကိုရောယူခဲ့နောက်တစ်ခေါက်ထပ်သွားရမှာကတော့စင်နဘာမျိုးကစင်နဘာဂျင်ဖြစ်ပါတယ်ဘရော့ကလည်းအဲ့ဒီပိုကီမွန်ဥပေါက်လာတဲ့ခါကျရင်ဘယ်လိုလုပ်မလဲတွေးထားလားလို့အက်ရှ်ကမေးလိုက်ပါတယ်ဥပေါက်လာဖို့နီလန်းကတော့ဘရော့ကညာတိုင်းအတူတူဖမ်းရတာပဲဖြစ်ပါတယ် ။လို့ဆိုရင်ငှက်တွေအိုးတို့လိုမျိုးအပူပွေးတို့ဖြစ်ပြီးဥကပေါက်လာမှာပါ။မဟုတ်ရင်တော့ကောင်းကောင်းမောဥပေါက်လာမှာမဟုတ်ပါဘူး။မစ္စတီကတော့တတခူရလေးမျိုးပေါက်လာမလားလို့စိတ်ကူးရင်ကြည့်နေပါသေးတယ်။သုံးယောက်သားတယောက်ကိုနှစ်မျိုးလောက်စီစိတ်ကူးရင်ကြည့်နေတာပါ။ဒါကိုတမကနေခိုးနှောင်းထောင်နေရဲ့တင်ရော့ကအဖွဲ့ဝင်တွေကလည်းကြားလိုက်ရပါတယ်။အဲ့ဒီမှာပဲတင်ရော့ကတို့ကဒီဒေတာကလူတွေပုံစံမျိုးဝစ်စားလာပြီးတော့အက်စတိုကိုဥတွေလာရောင်းခဲ့ပါတယ်။အဲ့ဒီဥတွေကလည်းအက်စတိုစီမှာရှိတဲ့ဥတွေနဲ့တထည့်ရသေးပါပဲ။ပိုကီမွန်ဥတွေပေါ့ ဘရိုစီမှာရှိတဲ့ဥကိုထုတ်ပြခံလိုက်ပြီးတော့အချိန်ကြိုက်ပဲတင်ရော့ကတ်တို့ကသူတို့တည်လာတဲ့ဥတွေကိုမှောက်ကြတယ်လို့ဟန်ဆောင်လိုက်ပါတယ်။ဥအစစ်ကတော့မြောင်းစီကိုရောက်တော့တာဖြစ်ပြီးကြံတဲ့ဥတွေကတော့ကြမ်းမြင့်ပေါ်မှာကြံကျဲကုန်ပါတယ်။အက်စတိုကသူတို့ရဲ့ဥကိုပြန်ရှာနေကြတော့မှပဲတင်ရော့ကတ်တို့ကတော့ဥအစစ်ကိုယူပြီးထွက်ပြီးတော့ပါပြီ။မြောင်းကတော့အဲ့ဒီဥကိုသူ့ဘာလုံးလုံးယူသွားပါတယ်။ထမင်းစားတဲ့အချိန်မှာဖြစ်ဖြစ်ရေချိုးတဲ့အချိန်မှာဖြစ်ဖြစ်ပေါ့တင်ရော့ကတ်တို့ထွက်ပြီးသွားတဲ့နောက်မှာဥအတုတွေကကြားခဲ့တဲ့အတွက်အက်စတိုကအဲ့ဒီလမ်းကြောင်းတိုင်းအေးဆေးပဲလိုက်လာကြပါတယ်။ အိမ်တလုံးကိုတွေ့ပြီးချောင်းကြီးရောအထဲမှာတင်ရော့ကက်နဲ့သူတို့ရဲ့ပျောက်သွားတဲ့ဥစစ်ကလည်းရှိနေပါသေး။အက်စတိုဘက်ကပီဂျီရိုတိုဂျီယိုဂျူစတာယူတို့ကိုထုတ်လိုက်ပြီးတင်ရော့ကက်တို့ကိုတိုက်ခိုက်ခံခဲ့ပါသေး။အဲနောက်ဥစစ်ကအက်စတိုရဲ့လက်ထဲကိုပြန်လည်ရောက်ရှိသွားခဲ့ပါသေး။အက်စတိုကဥကိုပြန်လည်ယူနိုင်ခဲ့ပြီးတော့စတင်ကွဲဆပြုလာပါသေး။အကောင်လေးမွေးတော့မှလာပိုကီမွန်ကောင်လေးပေါက်လာခဲ့ပြီးတင်ရော့ကက်တို့ကလည်းတိုက်ပွဲကိုဆက်လက်တိုက်ခိုက်ဖို့စိန်ခေါ်ရာကြောင့်ပီကာချူကလက်စစ်တပ်လွှတ်လိုက်ရပါသေး။ဟိုကောင်လေးလည်းဒလိုက်ကုန်တော့ပေါ့။ ပိုကီမွန်ကဘာမျိုးစားလဲသိကြလို့ Ash ကသူ့ရဲ့အဆင့်မြင့်တဲ့ဆက်ကိုဖွင့်ကြည့်ရမှာတော့တွေ့ခဲ့ပြီးဥပိုကီမွန်မျိုးစားဖြစ်ပါတယ်။အခုပိုကီမွန်ရဲ့ထူးခြားတဲ့အချက်လက်တွေကိုတော့အခုထိမသိရှိရသေးပါဘူး။ Ash တို့ကတွေ့ခဲ့ပြီးကိုဘယ်သူစောက်ရှောက်ရမယ့်တိုင်ပင်နေကြတော့ Team Rocket တို့ကရောက်လာကြပါတယ်။မြောင်ကသူ့ထက်ပိုကီမွန်အိုးလေးကိုစောက်ရှောက်တဲ့သူကမရှိတော့ဘူး။အိတ်လေးတူတူစားလဲတူတူနေခဲ့တာဒီကြောင်းလေးကိုရှင်းပြရင် Team Rocket တို့ကမျက်ရည်ပါကြားနေခဲ့တာပါ။ Jessie နဲ့ Jane ကတော့ဒီပိုကီမွန်အိုးကိုဂိူးမဆိုင်တဲ့အတွက်ဒီပြိုင်ပွဲမှာဝင်မပြန်ခိုင်းပါဘူး။ ပိုကီမွန်ပြန်ပွဲလုပ်ပြီးဒီပိုကီမွန်တိုဂက်ပီကိုဘသူစောက်ရှောက်ရမလဲလို့ခံယူကြမှာပါ။အဲဒီမှာ Misty, Edge, Bro နဲ့မြောင်တို့ကပြန်ပွဲလေးကိုရှင်ပြန်ကြမှာပဲဖြစ်ပါတယ်။ဒါပေမဲ့မြောင်မင်းကြီးကသူ့မှာတိုက်ခိုက်ဖို့ပိုကီမွန်တကောင်မှမရှိပါဘူး။ဟုတ်သားပဲငါကပိုကီမွန်ဆိုတာကိုမေ့နေတာပဲ။ငါတို့ငါကိုယ်တိုင်တိုက်လို့ရတာပဲ။ပထမဆုံးပွဲအနေနဲ့မြောင်နဲ့ Bro ရဲ့ Honest လို့ရှင်ပြန်ခဲ့ကြပါတယ်။မြောင်ကတော့ကိုယ့်ဘက်ကကိုယ်လည်း Trainer လို့ကိုယ့်ဘက်ကကိုယ်လည်း Pokemon လို့ပြီး Honest ကိုတိုက်ခိုက်နေရတာပါ။ ။ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲကြောက်တုံးဘူကင်မဖြစ်တဲ့ Honest ကိုရေနဲ့ပတ်ပြီးမြောင်ကနိုင်ယူသွားခဲ့ပါရဲ့။နောက်တစ်ပွဲကတော့ဘူပါဆောနဲ့စိုက်တက်တို့ရဲ့ပွဲပါ။ဘူပါဆောကစိုက်တက်ကိုပါဇက်ကိုရှာနေရလိုက်ဂလိထိုးလိုက်နဲ့စိုက်တက်ကိုအနိုင်ရရှိသွားပါပြီ။ဒါကြောင့် S နဲ့မြောင်တို့ကတိုက်ခတ်ခဲ့ကြပြီးဒီပွဲကိုနိုင်ရရှိရဲ့သူကတိုကယ်ပီကိုရမှာပဲဖြစ်ပါရဲ့။ပီကာချူးနဲ့မြောင်တို့ကတော့ထိတိုက်တွေ့ကြပြန်ပါပြီ။ဒါပဲပီကာချူကလက်စစ်ရှော့တစ်ခါပဲတိုက်ရသေးတယ်။မြောင်ကတော့မေးလဲကြသွားပါပြီ။ Ash နဲ့ပီကာချူကနိုင်ရရှိသွားပါပြီ မြောင်ကတော့မင်းရဲ့ trainer အစ်တလေးနဲ့ဘွားကိုငါအခုပဲနှုတ်ဆက်လိုက်ပါတယ်။တူကဘီကို Ash ကပိုင်သွားပြီဖြစ်ပေမဲ့တူကဘီက Misty နားကိုပဲတွားကျင်နေပါတယ်။ဆက်ကိုဖွင့်ကြည့်လိုက်တော့တူကဘီဟာပေါက်လာတဲ့အခါပထမဆုံးမြင်ရတဲ့သူကိုသူ့ရဲ့မေလို့တွေးထားတာပါ။တူကဘီပေါက်လာတဲ့အချိန်မှာ Misty ကိုပထမဆုံးမြင်လိုက်ရတာပါပဲ။တူကဘီကပဲတကယ်အနိုင်ရရှိတဲ့သူကိုဆုံးဖြတ်ပေးသွားပါတယ်။ဒီမှာရင်အပိုင်း48ကပြီးဆုံးတာပါပဲ။